အားလုံးပဲမင်္ဂလာပါအမေရိကနဲ့ဆီးရီးယားရန်သူဟောင်းနှူးကြတဖန်ပြန်လေပြီးမှ တွေ့ဆုံပွဲရှိလာပါတယ်ဒီတစ်ခါအမေရိကနဲ့ဆီးရီးယားသမရရဲ့တွေ့ဆုံပွဲမှာဘာရင်းတဘိုးတူညီချက်လှုပ်ထားတာလဲစသဖြင့်ကျွန်တော်တို့တိုင်းပြည်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗောဗျာဆီးရီးယားသမရနဲ့ US သမရတွေ့ဆုံပွဲဆိုတာဒီကျွန်တော်တို့ခက်သမိုင်းမှာမရှိပါဘူးအခုမှပဲ စီးရီးယားကခေါင်းဆောင်အစ်စ်တွေရှိလာတဲ့အဲ့ဒီခေါင်းဆောင်အစ်စ်သမရကလည်းမနေ့တနေ့က US မှာလာပြီးမှ Donald Trump နဲ့တွေ့ဆုံပွဲလုပ်နေပါတယ်စီးရီးယားနဲ့ US ရှားကတမိုင်းတွေကိုကျွန်တော်တို့ပြန်ကြည့်နေမယ်ဆိုတော့လုံးဝလုံးဝမတင်နေတဲ့နှစ်နိုင်ငံလုံးဝကြီးမားတဲ့ရန်သူကြီးဖြစ်နေတဲ့နှစ်နိုင်ငံဖြစ်နေတဲ့အခုကရန်သူကလည်းမဟာမိတ်ဖြစ်သွားတာပေါ့ ယန်သူကနေမိတ်ဆွေဖြစ်သွားတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ခုလိုမျိုးစီးရီးယားတမရအမေရိကမှာရောက်လာတာကလုံးဝ historic ပေါ့နော်တမိုင်းကိုထွင်တဲ့ပထမအိုးဆုံးသောခရီးစဉ်လို့လေလူတွေကပြောနေကြပါတယ်အမှန်စင်တော့ထူးခြားတာတစ်ခုကအဲ့ဒီစီးရီးယားရဲ့တမရကအရင်တော့ကအယ်ခိုင်ဒါလို့ကျွန်တော်တို့ခေါ်နေတဲ့အချမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ဖူးတဲ့လူတွေရှိဖြစ်တယ်ကွာအခုအဲ့ဒီအချမ်းဖက်တွေကို အမေရိကရဲ့မဟာမိတ်ဖြစ်လာတာအလူရင်းကအများကြီးပြောစရာရှိလာတယ်ပေါ့နော်ဆိုတော့ဆမ်ကောဒီကိစ္စနဲ့ပတ်သက်ပြီးမှဒီခေါင်းဆောင်အတိတ်ကဇလန်ဆူးပေါ့နော်အတိတ်ကဇလန်ဆူးတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးမှဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြအောင်ပါဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးတွေကိုမပြခင်လေးမှာကျွန်တော်ဆီးရီးယားနဲ့အမေရိကအခြားကအတွေ့အဆုံပွဲမှာဘာလို့တမိုးတူကြီးချက်ရှိထားတာလဲအဲ့ဒါလေးကိုကျွန်တော်တို့ခြုံငုံပြီးမှ ရှင်းပြပါရစေအဲ့ဒီရှင်းပြပြီးတဲ့နပိုင်းမှာပဲဒိုနယ်ထရမ်ကဘာပြောခဲ့လဲအစားအသောက်ကျွန်တော်ပြန်ပြောပေးမယ်ပေါ့ဗျာဂျေဇုပါ hello guys so ကျွန်တော်က live လုပ်နေပါတယ်ပေါ့ဒါဆိုတော့ပထမဦးဆုံးအဓိကတမအချက်အားလုံးမမေ့ဖူးကတော့ဆီးရီးယားက ISIS ကိုတိုက်ခိုက်ဖို့ရအတွက်အခုလိုမျိုးအမေရိကတမအထရမ်နဲ့ပထမဦးဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်တယ်ပေါ့နော် ဆီးရီးယားရဲ့တမရနာမည်ကအယ်ရှရာလို့ခေါ်တယ်အယ်ရှရာပေါ့စင်ကာပူကနေကြည်နေတယ်မလေးရှားကနေကြည်နေတယ်တဲ့ Thank you so much guys I appreciate that ဆိုတော့ကျေးဇူးပါအရင်ကျေးဇူးတင်ပါတယ်ဘာကြောင့်လဲအဓိက reason ကြည့်အောင်ဆိုအမေရိကန်နဲ့ဆီးရီးယားဆူတဲ့နိုင်ငံကတကယ့်အရင်သူကြီးတွေဖြစ်ခဲ့ဖို့တဲ့လုံးဝလုံးဝမဟာယန်သူကြီးတွေဖြစ်ခဲ့ဖို့တဲ့ဆိုတော့ဒီယန်သူဟောင်းနှစ်ဦးချာက တမိုင်းဝင်ဆက်ဆံရေးအပြောင်းအလဲကြီးဖြစ်လာတယ်ပေါ့နော်အဲ့ဒါကအဓိကစီးရီးယားတမရအယ်မက်ရှာရာကတမိုင်းမှာပထမဦးဆုံးအချိန်အင်ဖြူရိုကိုလာရောက်ပြီးမှ US တမရနဲ့တွေ့ဆုံပွေလို့ပြီးမှမဟာမိတ်လာလို့ကြတယ်ဆိုတာကစီးရီးယားတမိုင်းမှာဒါကပထမဦးဆုံးအချိန်ဖြစ်လာပါတယ်ဒါဆိုတော့ဘာကူပြောင်းလဲသွားမှာလဲအခုစီးရီးယားတမရနဲ့ဖရမ်နဲ့တွေ့သွားပြီဆိုတော့ဘာရင်းပြောင်းလဲသွားမှာလဲပေါ့ စီးရီးယားကအမေရိကအမေစီးရီးယားကိုအမေရိကကအရင်နှုန်းကအချမ်းဖက်တမားလို့တတ်မှတ်ခဲ့တယ်။ဆိုတော့သူတို့ကစီးရီးယားနိုင်ငံကိုလေအမေရိကရဲ့အချမ်းဖက်တမား list ထဲမှာရှိခဲ့ဖို့တဲ့။အခုကအဲ့ဒီစရင်းလေးကလည်းအမေရိကကပြက်ပြီးမှမိတ်ဆွေနိုင်ငံအဖြစ်လက်ခံလာတယ်ပေါ့နော်။အရင်နှုန်းကပါလေ terrorist နိုင်ငံဆိုပြီးမှ US ရဲ့ list ထဲမှာရှိတယ်စရင်းလေးမှာရှိတယ်။ ဲ့ဒီ terrorist list ကိုဖြုတ်ပြီးမှမိတ်ဆွေနိုင်ငံငယ်မဟာမိတ်နိုင်ငံရှိမှထိလာတယ်ဒါကအပြောင်းလဲကြီးတစ်ခုဖြစ်လာတယ်ပြီးတော့တဘောတူရီ chat ကဘာတွေလုပ်ခဲ့တယ်ကျွန်တော်တို့ကြည့်ကြည့်အောင်သူတို့ရဲ့အူးကြားထဲမှာတွေ့ဆုံပွဲထဲမှာတဘောတူရီ chat ကဘာတွေလဲကြည့်ကြည့်အောင်ပေါ့ဆိုတော့သူတို့ကအူးတဘောတူ chat အဓိက၃ချက်ရှိတယ်ပထမမှာတော့ ISIS ကိုအချမ်းဖက် ISIS ကိုအတူတူတိုက်မယ်ဆိုမှသဘောတူလာတယ်။ဆိုတော့အမေရိကရဲ့ဥဆောင်တဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေမှပါဝင်မယ်ဆိုပြီးမှစီးရီးယားကသဘောတူသဘောတူထားခဲ့ပါတယ်။နော် ISIS ကိုဝန်တိုက်ဖူရအတွက်အမေရိကဘက်မှဝင်လာတယ်။စီးရီးယားကဒါပထမအဆုံးသဘောတူရင်ချက်တစ်ခုဒုတိယတစ်ခုကပါလဲဆိုတော့စီးပွားရေးအပစ်တံပေးတဲ့ဥစ္စာကိုအကုန်လုံး US ကအကုန်လုံးမဟုတ်သေးဘူးတချို့တလေကိုပြန်ရုပ်သိမ်းပေးမယ်ပေါ့ဆိုတော့အမေရိကကရှီးရီးယားပေါ်မှာထားတဲ့ကန့်တချက်တွေကိုရုပ်သိမ်းပေးမယ်တချို့တလေကအကုန်လုံးရုပ်သိမ်းပြီးပြီပေါ့နော်တချို့တလေကိုပြောပြတာပါအကုန်လုံးတော့မဟုတ်သေးဘူးတချို့တလေဟာကအကုန်လုံးပြန်ရုပ်သိမ်းပေးခဲ့တယ်ရှီးရီးယားမှာလည်း US ကရင်းနှီးမြှုပ်နှံမှုလုပ်လာမယ်ဒါကဒုတိယချက်သဘောတူညီချက်ပြီးတော့နံပါတ်3က စီးရီးယားနဲ့အပီစီးရီးယားဆက်ဆံရေးကပေါ့စီးရီးယားနဲ့ US ဆက်ဆံရေးကအပီအဝပြန်လေတူထောင်မယ်လို့ပြောကြတယ်ဝါရှင်တန်မှာလည်းစီးရီးယားရဲ့တန်ယုံတွေကိုပြန်ဖွင့်ခွင့်ပြုမယ်ဆိုမှသဘောတူထားပါတယ်ဒါကအဓိကသုံးချက်သဘောတူညီချက်တွေမှာပါနေတယ်ဆိုတော့ဒီအပြောင်းလေးရဒီပေကအမေရိကအတွက်ပေါ့ဒီအရှိလေးပိုင်းမှာ ISIS ကိုတိုက်ခိုက်ဖို့ရတဲ့သူ့မှာမဟာမိတ်အစ်စ်တွေရှိလာတယ် နော်တကယ်လို့များ ISIS နဲ့အမေရိကချက်ကပြတ်နာဖြစ်နေမယ်ဆိုတော့ဆီးရီးယားကိုတုံးချပြီးမှ US က ISIS ကိုပြန်လေတိုက်ခိုက်လို့ရတယ်နော်အဲ့ဒီ ISIS တိုက်ခိုက်ဖို့ရတော့လေသူ့မှာမဟာမိတ်ရှိနေအဲ့ဒီမဟာမိတ်ကဆီးရီးယားဖြစ်နေပြီပေါ့နော်ဆီးရီးယားပွဆီးရီးယားတတော်နှစ်ပေါင်းများစွာ ချမှတ်ခံထားတဲ့ဒီပြည်နယ်ခံထားတဲ့ပိတ်ဆို့ခံထားတဲ့ စီပွားရေးတန်ခတ်မှုတွေအကုန်လုံးတတော်များများကတော့ပြီးဆုံးသွားမယ်။ဆီးရီးယားကလည်းသူ့နိုင်ငံကိုပြန်လည်တိဆောက်ဖို့အခွင့်အရေးတွေရလာမယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဆီးရီးယားကလည်းချမ်းသာဖို့တူတက်ဖို့အခွင့်အရေးတွေများကြီးရှိလာတယ်ဆိုတဲ့သဘောပါ။ဆိုတော့အချုပ်ပြောရမယ်ဆိုတော့အမေရိကနဲ့ဆီးရီးယားက IS အချမ်းဖက်အဖွဲ့တွေကိုတိုက်ဖြတ်ဖို့အတွက်ရန်သူဟောင်းကနေမဟာမိတ်အသစ်အဖြစ် ပြောင်းလဲသွားကြတာပါ။ စီရာနဲ့အမေရိကကြားကအစည်းအဝေးတွေကိုပြန်လုပ်မှာပါပြည်နာတွေဖြစ်ရှင်းပြမှာလေပြီးတော့အရေးကြီးဆုံးကအခုစီရာမှာအမေရိကရဲ့စစ်တပ်စခန်းတွေကိုပြင်ဆင်နေတယ်တိဆောက်ဖို့ရအတွက်စီရာရဲ့မြို့တော်ဒမတ်စကာမှာအရေးပါနေတဲ့လေတပ်စခန်းစစ်စခန်းအမေရိကကတိဆောက်ရန်ပြင်ဆင်နေတယ်ဒါကတစ်ဖက်မှာတရုတ်နဲ့ရုရှားအတွက်လည်းချိန်ချောက်မှုရှိနေတယ်နော်စီရာဆိုတာက တရုတ်နဲ့ရုရှားရဲ့စစ်ရေးရမှာအရေးပါနေတယ်အခုက US ကဆီးရီးယားမှာတော်ပြီးမှာအခုလိုမျိုးနေရာယူထားတယ်ဆိုတော့ရုရှားတော့တော်တော်လေးအာချင်းချောက်မှုတစ်ခုဖြစ်လာတယ်ပေါ့ဗျာတနည်းအားဖြင့်ပြောရမယ်ဆိုတော့တစ်ဖက်မှာလေရုရှားကဆီးရီးယားကိုပြန်လွှတ်မှုနိုင်အောင်တော့ကြိုးစားမှာပဲတစ်ချတယ်ကေတာကတော့အခြေခံအဖြစ်ဆီးရီးယားနဲ့ US ရှားကရန်သူကြီးကိုမဟာမိတ်အဖြစ်ယက်တီတဲ့အကြောင်းရင်းကိုအခြေခံအဖြစ်ပြောပြတာပါ Ka Donald Trump ka marrën pjokë, sa Trump një pjokë u çka këtu ndro video ku çibi më be. Suaj në çi ja mba, po no. All right. Ta Donald Trump, Syria ja ka sonë pat tapi më marrën pjokë më. very strong leader he comes from a very tough place and he's a tough guy uh, i like him i get along with him with the president <laughs> ဒီစီရဲခေါင်းဆောင်ကတော်တော် strong 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 ဖြစ်တဲ့ခေါင်းဆောင်ပေါ့။သူကကြမ်းတမ်းတဲ့အခြေအနေကနေလာနေတယ်။သူကိုယ်တိုင်ကလည်းကြမ်းတမ်းတဲ့ဘဝအကိုခက်ခဲကြမ်းတမ်းတဲ့ကနေလာတဲ့လူတယောက်ဖြစ်နေတယ်ပေါ့။ tough guy ဖြစ်တယ်။တော်တော်လေးဒီအားကောင်းတဲ့ခေါင်းဆောင်ဖြစ်နေတယ်ပေါ့။ tough guy ဖြစ်တယ်။ကျွန်တော်ကအတူကိုတမိုးကြပါတယ်။ဆိုမှ Trump ကပြောနေတယ်ပေါ့နော်။ New president is here. and uh, we'll do everything we can to make Syria successful because that's part of the Syria army on to no no tana tala kungi bime so pyo we have peace now in the middle east daga the part of this pit ne da ngi chai lan sin de ma le pa We have peace now in the Middle East, first time that anyone can remember that ever happening. တော့ကြည့်ခမရောမမှီသေးလားဗျာဒီမှာစမမှီပါလိမ့်မယ်တဲ့အခုကအစီရမှာငိန်ချန်ရေရရှိနေပါပြီစမချမ်ကပြောနေရပေါ့နော်မီလတ်အစ်မာ sorry မီအရှိအလေပိုင်းမှာငိန်ချန်ရေရရှိသွားပါပြီစမပြောခဲ့တယ် a big uh, a very big part of the middle east very important part so the syria kali di ashi le pai ma ayan ye chi de niya ma phit pa win ne bo if you look back at syria for years they had the doctors the lawyers the they had so many of the great intellects it was it's an amazing ပြောနေတယ်မင်းတို့လုံခဲတဲ့နေ့တွေကြည်နေမယ်ဆိုလို့ရှိစီးရီးယားမှာတဲ့ဆရာဝန်တွေရှိနေတွေညာပညာရှိတွေအများကြီးရှိခဲ့ပူတဲ့နိုင်ငံဖြစ်တယ်ပေါ့ဗျာ amazing place with great people and we want to see Syria be successful along with the rest of the middle east so ဆိုတော့ကျွန်တော်တို့ကလည်းဒီချာနဲ့အရှိအလေပိုင်းနိုင်ငံလိုမျိုးပေါ့နော်ဆီးရီးယားကိုလည်းအောင်မြင်စေချင်တယ်ဆိုမှအထောက်ကတော့ပြောလာတယ်။ I have confidence that you'll be able to do the job absolutely. ဆိုတော့အခုလက်ရှိ အခုလက်ရှိရှိရရဲ့တမရကသူ့ရဲ့လုပ်ကိုကောင်းကောင်းမွန်မွန်လုပ်နိုင်မလို့ confidence ရှိတယ်ယူကြည်တယ်ဆိုမှ Trump ကတော့ပြောနေတယ်ပေါ့ Syria become a country that's very successful and I think this leader can do it ဆိုတော့ဒီကောင်းဆောင်ကဆီးရီးယားကိုလုံးဝအောင်မြင်အောင်လုပ်နိုင်မှာပါတဲ့ကျွန်တော်တို့ကလည်းဆီးရီးယားကိုအရင်အောင်မြင်စေအရင်အောင်မြင်စေချင်တယ်ဆိုတော့ပြောနေတယ် I think this leader can do it and uh, people said he's had a rough past we all had rough pasts လူရင်းကပြောကြတယ်ပေါ့ဒီဆီးရီးယားကောင်းဆောင်က သူ့မှာအတိတ်အဆူရှိတယ်ပေါ့အားလုံးကဒီကောင်ကအတိတ်မကောင်းဘူးပေါ့ဗျာပြောနေကြတယ်ဒွန်နချမ်ကတော့ပြောနေပြီသူမဆူအားလုံးကအတိတ်အဆူရှိတယ်တဲ့တနည်းအားပြောရမယ်ဆိုတော့ဒီစီးရီးယားရဲ့သမရကအရင်တုန်းကအယ်ခိုင်ဒါအချမ်းဖက်ဖွဲ့တွေနဲ့လေဆက်ဆက်မှုရှိခဲ့ဖို့တဲ့လူတယောက်ဖြစ်နေတယ်ပေါ့ဗျာအဲ့ဒါကြောင့်လူတွေကဝေဖန်တာပေါ့ဟောဒီလူကြီးကစီးရီးယားကောင်းဆောင်တစ်ဖြစ်တော့ညာလဲပဲအရင်တုန်းကသူ့မှာအတိတ်အဆူရှိတယ် သူတိတ်စုကအချမ်းဖက်သမားအယ်ခိုင်ဒါတွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုမှပြောနေကြတယ်ပေါ့ထရမ့်ကတော့သူပြောလို့ပြောခဲ့တယ်ဆိုတော့လူတိုင်းလူတိုင်းကအချမ်းအတိတ်စုဆိုတာရှိပါတယ်တဲ့ကိစ္စမရှိဘူးကျွန်တော်တို့ကလည်းတိတ်စုဆိုတာရှိတယ်တဲ့သူမှလည်းအတိတ်စုဆိုတာရှိမှာပဲဆိုတာပြောနေတယ်ပေါ့နော် But he has had a rough past, and I think, frankly, if you didn't have a rough past, you wouldn't have a chance. Uh, he gets along very well with Turkey. So, ma, you ta pun ni so piu ya me sun no de. အတိတ်ဆူးတာမရှိခဲ့ဘူးဆိုတော့သူကဒီလောက်ထိတော့အခွင့်ရရမှာမဟုတ်ဘူးတဲ့အတိတ်ဆူးရှိတော့တာခုထိအခွင့်ရရတာဆိုတော့ပြောနေရပေါ့နော် President Erdogan is a great leader Erdogan's a great leader and very much in favor of what's happening in Syria we have to make Syria work Syria is a big part of the Middle East and I will tell you I think it is working and really well we're working also with Israel on you know getting along with Syria getting along with everybody ဆိုတော့ဒီ Israel နဲ့ Syria ကြားရင်းကလည်းကောင်းကောင်းမွန်မွန်ဆက်ဆံရေးရှိအောင်တည်အောင်ဘောတော့ကျွန်တော်တို့ကြားရင်းကလည်းအလိုလိုနေတယ်ဆိုတော့ပြောနေတယ်ဆိုတော့ဒီ Syria လက်ရှိ Syria တမရကလူတွေကဒီအများသောဖြစ်တော့ recommend ပေးတာဘောတော့ Trump ကိုဘောတော့ဒီလူကဒီဘေးကကောင်းပါတယ်ဆင်ပြေပါတယ်ဆိုမှသူတပိုးချနေတဲ့ခေါင်းဆောင်ကလည်း Trump ကိုပြောတယ်ဗောဗျာအဲ့ဒါကိုသူပြောပြတာပါဆိုတော့စဉ်းစားကြည့်ပေါ့နော်ဆိုတော့သူတို့တွေ့တဲ့ video caro ro ma twet de ba bu ba bu lo di di de sa le syria ga syria tamra ar syria president addresses his past connection to al qaeda no tu fox news ka tu ko ti lo meeting today with syria's president ahmed al-shara He's a mm. former leader of an Al Qaeda affiliated terrorist group. Now he's being treated as an ally. ကျွန်တော်ကချမ်ပတ်ပေါ်စီနေမှာပါတယ်အခုကတော့ US မဟာမိတ်ကပါဖြစ်လာတယ်ပေါ့နော် Close of the interview with the Syrian leader Here's senior foreign policy correspondent and anchor Jillian Turner who spoke with him after the meeting You were just welcomed by President Trump the leader of the free world, in the Oval Office it's pretty much the highest honor uh, somebody can receive here in the United States How did that meeting go? What commitments did you make to the president? And I think most importantly for Americans, are the US and Syria now allies? Sorry. Uh, All right, Syria ye tamra ba, no? မတွေ့ဖူးတဲ့လူမမြင်ဖူးတဲ့လူရှိတယ်ဆိုတော့သူကစီးရီးယားရဲ့တမရခေါင်းဆောင်အစ်တပါပေါ့ဆိုတော့ဒီအင်တာဗျူးကတော့ကျွန်တော်ပြောတော့မှာမဟုတ်တော့ဘူး16မိနစ်မိနစ်20လောက်ကြာတယ်ပေါ့နော်အခြေခံအဖြစ်ကျွန်တော်တို့ခြုံပြီးပြောရမယ်ဆိုတော့သူကိုယ်တိုင်ကလည်းအရင်တုန်းက ်အယ်ကိုင်ဒါ terrorist နဲ့ပတ်သက်ခဲ့ဖို့တဲ့အကြောင်းပြောပြောခဲ့ပါတယ်ဒါပေမဲ့ခုကခေါင်းဆောင်ဖြစ်သွားပြီဆိုတော့ဒီ terrorist တွေတဲကနဲ့မပတ်သက်တာတော့ပြီးတော့ US နဲ့တွေးပြီးမှပဲ ISIS ကိုတိုက်ခိုက်မယ်ပေါ့ US ရဲ့ဥဆောင်မှုအောက်ထဲမှာပဲခေါင်းဆောင်မှုအောက်ထဲမှာပါဝင်မယ်ဆိုမှတော့ပြောထားတဲ့ interview ပါပေါ့နော်ဆိုတော့ကျွန်တော်တို့အခြေခံအားဖြင့်ပြောရမယ်ဆိုတော့လုံးဝကတမိုင်းတလျှောက်မှာတမိုင်း တမိုင်းတလျှောက်မှာလုံးဝကိုမကြည်တဲ့နေရာအကြီးမဟာယန်သူကြီးကအခုလိုမျိုး မိတ်ဆွေဖြစ်လာတာကတော့ဂျေနက်အားရဆရာတော့ကောင်းပါတယ်မီဒယ်အစ်မှာလည်းငင်းချိုင်းရေးတွေကဒေါ်လထရမ့်တော်တော်လေးအကောင့်ထိပုံနေပြီဆိုတော့လေဒီငင်းချိုင်းရေးအထူးသဖြင့်ဒီအရှိလေးပိုင်းရဲ့ငင်းချိုင်းရေးကတော်တော်လေးတော့အောဆရာကောင်းပါတယ်မိုက်ပါတယ်ပေါ့လို့ဒီလိုမျိုးသာဆက်လက်ပြီးထရမ့်ကကောင်းကောင်းလေးထိမ့်သိမ့်နိုင်မယ်ဆိုရင်အရှိလေးပိုင်းမှာငင်းချိုင်းရေးကိုတကယ်ပဲတော့ဒီထက်မက ပူပူမြတ်ပူမူပြီးမှခိုင်မာပြီးမှထိမ့်သိမ့်နိုင်မယ်ဆီးရီးယားတို့နဲ့ကောင်းကောင်းလေးဆက်ဆံရေးလုပ်နိုင်မယ်ဆိုတော့ကဘာကြီးကငင်းချမ်းဖို့အလားအလာရှိပါတယ်နော်အခုဆီးရီးယားကအထူးသဖြင့်အယ်ခိုင်ဒါဝန်တိုက်ဖို့အယ်ခိုင်ဒါဝန်ချဖို့ပါဝင်လာတာဆိုတော့အယ်ခိုင်ဒါကလည်းအလောက်ထိလှုပ်ရှားနိုင်မှာမဟုတ်တော့ဘူးပေါ့ဒါကတော့တိတ်ချတယ်ဆိုတော့တကယ်လို့မြတ်ဒီလိုသာဆက်တိုင်းဆက်တိုက်ဆက်တိုက်သွားနေပြီဆိုတော့ကဘာကြီးကငင်းချမ်းဖို့အလားအလာရှိပါလို့ကျွန်တော်ကတော့ ်ယူဆအသုံးသတ်မိပါတယ်ကြီးစုသူအနေနဲ့အမ်ကြီးစုသူအနေနဲ့ဘယ်လိုသုံးသတ်မှာလဲပြောကြည့်ပါအောင်ပေါ့နော်မွ슬림တိုင်းကအချမ်းဖတ်မဟုတ်ဘူးလေဘသူကမွ슬림တိုင်းကအချမ်းဖတ်ဖြစ်နေလို့ပြောနေလို့လဲအမေကလည်းကွာအကလေးကလားကလေးကလားလို့လားပြောနေတယ် everyone knows that အဲ့တော့သူငယ်ရန်တန်တဲ့လူတွေကလည်းပြောပါတယ်မွ슬림တိုင်းကအချမ်းဖတ်မဟုတ်ဘူးဆိုတာဘယ်သူမှမသိတာပဲအမေမပြည်တိုင်းက ဘောဒါဘာသာမဟုတ်ဘူးဆိုတော့အကုန်လုံးတည်တာပဲဒါက very basic knowledge ပါဆိုတော့ကျွန်တော်တို့လည်းတည်ပါတယ်လူတိုင်းကတည်ပါတယ်ဆိုတော့ဒါပေမဲ့ al qaeda တို့ isis တို့ကအကြမ်းဖက်ဆိုတာလည်းမမင်းနဲ့နော်ဒါလေးကိုထည့်ပြောပြပြောပြောပြောပြဆက်ရှင်းတာတူရကီနဲ့ဂျာဝင်ပြမဂျူပတ်မှုလည်းပါမထင်တယ်ဟုတ်တယ်တူရကီရဲ့ဂျာဝင်ဂျူပတ်မှုတာအဓိကပါလုံးဝမှန်တယ်ဘာလဲတူထောင်ရင်း comment ကအရင်သဘောကျပါတယ်ဆိုတော့ တင်းလေနော်မောင်ဘွယ်မောင်ဘွယ်ဘသူကမှမွတ်စလင်တိုင်းကအချမ်းဖတ်ဖြစ်တယ်ဆိုဘသူကမှမပြောပါဘူးမင်းတို့ကလည်းအိုးလုံးဝချိတ်ဆက်မှုမရှိတဲ့ဥစ္စာဘာမှမဆိုင်တဲ့ဥစ္စာအကြည့်ကိုကောင်းမဲမဝင်ရတာမမိုက်ပါဘူးကွာကောင်းကောင်းလေးဒီချိတ်ဆက်မှုရှိတာ be reasonable be reasonable guys only contact ထဲကနေပဲလောက်ကြပါအောင်ကျွန်တော်စကောစကောစကောလေးလို့မယ်ဆိုပူရိပဲရှိပါတယ်ဘသူကမှ မွတ်စလင်တိုင်းကအကြံဖစ်ဖြစ်ပါတယ်ဘသူကမှမပြောပါဘူးကျွန်တော်ကလည်းမပြောပါဘူးသူကမှမပြောပါဘူးဒါမဲ့ ISIS တို့ Al Qaeda တို့ကအကြံဖစ်ဖြစ်တယ်အဲ့ဒါကိုသူတို့ကပြောတာပါနော်အေး okay ဒါဆိုတော့ဒီလောက်နဲ့ပဲသူတို့အဆုံးသတ်ပြရစေကွာနော်နောက်မှပဲဂျန်နဲ့သတင်းထူးလေးတွေကိုရှိတယ်ဆိုတော့ပြန်ဆွေးနွေးပေးမယ်နော်မဟုတ်မဟုတ် comment တွေကိုဖတ်နေရင်းနဲ့တော့ channel လူတွေကဤသွားမှာဆိုလို့ဒီလောက်နဲ့ပဲရက်နာပြရစေပေါ့နော်ဣရက်ရဲ့နောက်ခံအဖွဲ့တွေကပူအားကြီးလာတယ်နော်ဟုတ်တယ် အာဟက်စ်ဘူလာရောပေါ့နော်ဟက်စ်ဘူလာကဒီအီရန်က1ဘီလီယံချီတော့ဖတ်စာပေးတယ်တဲ့အခုနောက်တစ်ချက်လောက်ပြမယ်ဘယ်နေရာမှာလဲမသိဘူးဟက်စ်ဘူလာကလေဟက်စ်ဘူလာဟက်စ်ဘူလာကအီရန်က1ဘီလီယံ US ကဒီမှာတစ်ချက်လောက် today a landmark meeting between ဒီမနေ့တနေ့က Lebanon မှာ Lebanon ma Hezbollah ni sihir lo, Yusaya ni niya ma, Israel ka tu abis ma bongje pula dah, tak kong bongje lah, deh ma, cik bang, Iran sent one billion to Hezbollah, one billion no. Today, a landmark meeting between President Trump and Syrian President Ahmad al-Sharar as he becomes the first Syrian leader to ever visit the White House. အဲ့ဒီနောက်ပိုင်းမှာပဲသူတို့ကဒီပထမအိုးဆုံးသူတို့က Syria သမ္မတနဲ့ Donald Trump တွေ့ဆုံပွဲကိုသူတို့ကပြောပြတယ်။နောက်ပိုင်းမှာပဲ Iran က Hezbollah ကို US dollar US dollar 1 billion ပူတဲ့အကြောင်းကိုသူတို့ကဆွေးနွေးခဲ့တယ်။အမမပြတော့ဘူးပေါ့နော်အချိန်မရှိတော့ဘူးကျွန်တော်မှာရပြီမှာလို့ဆရာလေးရှိတယ်ဆိုတော့တော့မှာဖြစ်တဲ့အတွက်ကြောင့်လေဒီလောက်နဲ့ပဲကျွန်တော်ရန်နာအာ ပြုပါစေပေါ့ All right thank you so much guys for watching ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ် page အပ်ပေးလို့ရပါတယ်ပေါ့နော်ကျွန်တော်နောက်မှလည်းတွေ့ကြမယ်ပေါ့နော်မွတ်စလင်တိုင်းကိုမမုန်းချပါဘူးဟုတ်ပါတယ်ဒီသူတို့ဟာသူတို့အားငင်နေတာကိုရဲဆိုတော့ guys yeah that's it.